စစ်ကောင်စီကလေးရီတက်စကံတိမ့်ပိုင်ရရှိခဲ့မှု KMRA ပြည်သူကရင်မျိုးနာစီယုံ KNU တမဟာခွန်နေမည်ဖအံခရင်လိုင်းဝဲမျိုးနဲ့အတူရှိစစ်ကောင်စီကလေးရီတက်စကံကိုကရင်မျိုးနာလုံမြောက်ရေးတမတော် KMRA ဥပုံတများကတိတိုက်ခိုက်တိမ့်ပိုင်ရရှိခဲ့ကြောင်း KMRA အရာရှိတဦးကမစ္စမာကိုအတူပြောကြခဲ့သည်စကံကိုတိမ့်လိုက်တာဟုတ်ပါ ဒါကလည်းကျွန်တော်တို့ရဲ့တမဟာခွန်ရဲ့စေရေးရင်မှန်ချက်ပြမှာပါရတော့သူတို့လုံးနဲ့လုံးထိုင်လို့လုံးသွားတာက KNLE စစ်ဌာနကျွန်မအရာရှိတူကမီစမကိုယနေ့မလ26ရက်နေ့ပြောကြားမိ1989ခုနှစ်စက်တင်ဘာလ22ရက်နေ့ကစလို့ထိုင်းမြန်မာနယ်စပ်အနီးနှစ်ပေါင်း36နှစ်မြေပါအထိုင်ချနေပြီး စစ်ကောင်စီ၏ခလေဒီစခန်းအားမလ22ရက်နေ့တွင် KMA ဥပပေါင်းတပ်များကဒရုန်းများဖြင့်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၄ရက်အကြာမလ25ရက်ညနေပိုင်းကအပြီးတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းမူ AMU တင်းကထုတ်ပြန်စခန်းတွင်တိုက်ပွဲပြင်းထန်စဉ်မတ်လ24ရက်နေ့တရက်အတွင်းစစ်ကောင်စီကဂျက်ဖိုက်တာ Wine 012စတိလေရင်များပြင်ပေါင်900ဘုံအပါအဝင်ဘုံအလုံးကြီး36လုံးကျဲတိုက်ခိုက်ခဲ့ခြင်းများပြုလုပ်ခဲ့တော်မူပူပေါင်းတတ်များဤဖူးစစ်ဒဏ်အခဏာရင်မရှိတဖြစ်လက်နက်ခဲယံများကိုဖျက်ဆီးကခလေဒီစကမ်းမစကောင်စီတတားများစကမ်းဆုံးကွာထွက်ပြီးတော့ပြောင်း PMAE ကစုပြီး sober standing like where at when sit comfy that da na u yi a long mya tu ga ya pi white fight the lot about on the na khay mya ni sit tong ban sit tong ji si nya nei si ya mi ke di hu so ni ANM A ဥပပေါင်းတပ်ပံမှထိခိုက်မှုများကိုထည့်သွင်းဖို့ပြခြင်းမတွေ့ရပါဘူး ခလေဒီစခဟံ KMA တမခွန်ဤတမဟာလူဂျုံဤစစ်ချတယင်းစကူတယင်းနစက်တိတယင်းနစက်နိတယင်းနစက်လီတုံမဘူဘုံတိတ်ပိုက်ခဲ့ခြင်း KNUSO ဟိုင်းမြန်မာနေဆက်အနိရှိခလေဒီစ